အားလုံးပဲမင်္ဂလာ အပေါင်းနဲ့ပြည့်စုံကြပါစေဥစဉ်တို့လူဘဝငယ်ငယ်တုန်းကဥစဉ်တို့ရဲ့အိမ်မှာခွေးမကြီးတစ်ကောင်ရှိပါတယ်အဲ့ဒီခွေးမကြီးမှာခွေးလေးတွေလည်းပေါက်နေပါတယ်ဒီနေ့မှာကလေးတစ်ယောက်ကအဲ့ဒီခွေးမကြီးရဲ့ခေါင်းကိုကောက်ရိုက်တဲ့သဇင်နဲ့ပေါက်လိုက်တာခွေးမကြီးရဲ့ခေါင်းပေါက်သွားပါတယ်ခွေးမကြီးကလည်းနာကျင်တဲ့အတွက်ဒေါသဖြစ်ပြီး ကလေးရဲ့တင်ပါကိုကိုက်လိုက်တာတင်ပါပေါက်သွားပါတယ်အဲ့ဒါကိုကလေးရဲ့ဖခင်ဖြစ်တဲ့တကာကြီးကသူ့သားကိုကိုက်ရကောင်းလားဆိုပြီးခွေးမကိုလှန်နဲ့ထိုးတက်လိုက်တာခွေးမကြီးတေသွားပါတယ်ခွေးမကြီးတေသွားတဲ့နောက်ပိုင်းမှာခွေးလေးတွေလည်းနိုးမဆိုးရတဲ့အတွက်ပြေကုန်ပါတယ်သိတ်မကြပါဘူးအဲ့ဒီတကာကြီးလဲသူတော်ဘာဤလက်ချက်ဖြင့်အသက်ဆုံးရပါတယ်ခွေးကြိုက်ခံရတဲ့ခလေးလေးလည်း ရေထဲကြပြီးရေနစ်လို့တည်ဆုံးရပါတယ်။ကံတရားဆိုတာပြုပြီးပြီဆိုရင်သူ့သောအကျိုးကိုပေးတတ်ပါတယ်။ဒါကြောင့်ပဂါထာဝကတန်ယုတ်ပါဠိတော်ဒုတိယသင်္ကမတုံမှာသူတော်ဘာအားနှင်းဆက်တတ်သောသူသည်မိမိအားသူတော်ဘာတို့ကပြန်လဲနှင်းဆဲခြင်းကိုခံရတတ်၏လို့မြတ်စွာဘုရားကဟောကြားတော်မူထားပါတယ်။ဒါကြောင့် ဓမ္မလက်ဆောင်ပေးလို့တာကစိုးတဲ့တူသောအကျိုးကိုမခံစားလိုဘူးဆိုရင်သူတပားတို့အားနှင်းဆက်တက်ဖြတ်တာကိုမပြုတ်လုပ်ကြပါနဲ့လို့ဓမ္မလက်ဆောင်ပေးလိုက်ပါတယ်။